အင်ဂေါဒရာနိကေငါမြမနာဝဘင်ဂီယာနီတောခါတပါး၌မြတ်စွာဘုရားသည်ဝေသာလီပြီမဟာဝုံတော်ပြတ်သက်ဆောင်ပေါက်တော်ចောင်းကြီး၌သတင်းသုံးနေတော်မူသောအခါရိစဝီမင်း900တို့သည်မြတ်စွာဘုရားကိုစီကတ်ကြကုန်၏အချို့သောရိစဝီမင်းတို့သည် ဝါသောအစဉ်တန်စာများနီသောအစဉ်တန်စာများ ဖြူသောအစဉ်တန်စာများကိုစင်မြန်းထားကြကုန်၏မြတ်စွာဘုရားသည် အစဉ်အားဖြင့်၎င်းအချံအားဖြင့်၎င်း လိစဝီမင်းတို့ကိုလွန်၍တင့်တယ်တော်မူ၏ထိုအခါပင်ကိယာနီ ပုံနာသည် နေရာမှထား၍လက်ဝဲတစ်ဖက်ပခုံးထဲ၌အပေါ်ယုံကိုစံပယ်တင်ကမြတ်စွာဘုရားကိုလက်အုပ်ချီပြီးနှင့်မြတ်စွာဘုရားအားမြတ်စွာဘုရားတပည့်တော်လျှောက်ထားပါစေဟုဤစကားကိုလျှောက်၏ပင်ကိယာနီတင်လျှောက်ထားလောဟုမိန်တော်မူ၏ထိုအခါပင်ကိယာနီသည်မြတ်စွာဘုရား၏မျက်မှောက်တော်၌တင့်လျော်သောဂါထာဖြင့်ချီးမွမ်းလေ၏နည်းနည်းစောစောပွင့်သောအနံ့ကောင်းသောအနံ့မပြေသော ကောကနာဒအမည်သောဗရုံမာဂျာပန်ကဲ့သို့၎င်းကောင်းခေ၌အမိုက်မှောင်ကိုပယ်ဖြောင်းလျက်ထွန်းလင်းတောက်ပသော နေမင်းကဲ့သို့၎င်းတင့်တယ်တော်မူသော ကိုတော်မှထွက်သော ရောင်ကြီးရှိတော်မူသောမြတ်စွာဘုရားကိုဖူးမြော်တော်မူပါလောဟုချီးမွမ်း၏ ထိုအခါလိတ်ဆဝီမင်းတို့သည်အပေါ်ယုံ900တို့ကိုပေကီယာနီပုံနာအားပေးကြကုန်၏ပေကီယာနီပုံနာသည် ထိုအပေါ်ယုံ900တို့ကိုမြတ်စွာဘုရားအားလှူဒန်း၏ထိုအခါမြတ်စွာဘုရားသည်လိတ်ဆဝီမင်းတို့အားလိတ်ဆဝီမင်းတို့ယတနာ9မျိုးတို့၏ထင်ရှားဖြစ်ပေါ်ခြင်းကိုလောက၌ရာခဲ၏အဘယ်9မျိုးတို့ဤမူဟူမူပူဇော်အထူးကို ခံယူတော်မူတတ်သောအလုံးစုံသောတရားတို့ကို မှန်ကန်စွာသိတော်မူသောမြတ်စွာဘုရား၏ထင်ရှားဖြစ်ပေါ်ခြင်းကိုလောက၌ရာခဲ့၏မြတ်စွာဘုရားဟောကြားတော်မူအပ်သောဓမ္မဝိနည်းကို ဟောကြားတော်မူသောပုဂ္ဂိုလ်လောက၌ရာခဲ့၏မြတ်စွာဘုရားဟောကြားတော်မူအပ်သောဓမ္မဝိနည်းကို ဟောကြားအပ်သည်ရှိသောတည်နိုင်သောပုဂ္ဂိုလ်ကိုလောက၌ရာခဲ့၏ မြတ်စွာဘုရားဟောကြားတော်မူအပ်သောဓမ္မဝိနည်းကို ဟောကြားအပ်သည်ရှိသောတည်၍လောကုတ္တရာတရားအားလျော်သောအကျင့်ကိုကျင့်သောပုဂ္ဂိုလ်ကိုလောက၌ရာခဲ၏သူကျေးဇူးကိုတည်၍သူကျေးဇူးကိုထင်စွာပြုတတ်သောပုဂ္ဂိုလ်ကိုလောက၌ရာခဲ၏လိသုယိမင်းတို့လောက၌ဤယတနာ၅မျိုးတို့၏ထင်ရှားဖြစ်ပေါ်ခြင်းကိုရာခဲ၏ဟုမိန်တော်မူ၏